ကွာရာဘက်ကိုတည်ကြပြီးတော့အချိန်နေမလာခဲ့ကြတဲ့ပြာမဲလေးများပြာမဲလေးတွေကတော့ချန်ပီယံလိဂ်ကိုဘာသွားလို့ကြရလဲဆိုတော့မေးရမလို့တောင်ဖြစ်နေခဲ့ပါပြီဒီလိုပုံစံတို့ခြေစွမ်းနဲ့အဲရှိရတော့မှဖျက်မလျှောက်တော့သိမှုလို့ပဲပြောတင်ပါတယ်ဒါမျိုးခြေစွမ်းဒါမျိုးဆွမ်းဆောင်နဲ့ချန်ပီယံလိဂ်ဖလားတွေတင်ပိုက်ဖို့ဆိုတာဝေးလာဝေးလို့သာပြောရမှာပါဒီလိုပြောရင် club ဖလားကြီးကိုထုတ်ပြီးတော့အားလုံးကိုလိုက်ပြီးတော့ဒီနေချင်းကြတဲ့သူတွေလည်းရှိလာနေမှာမဟုတ်ဘူးလို့ဆိုရမှာပါတကယ်လည်းပြာမယ်လေးတွေအားလုံးပြောရမှာလို့ဖြစ်နေခဲ့ပြီးတော့သူတို့တွေပြီးခဲ့တဲ့ညကစွမ်းဆောင်ရင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ပြည့်စရာကောင်းခဲ့ပါလိမ့် ကာရဗန်နဲ့မတိုင်ခင်ချန်ပီယံလိသုံးပွဲမှာတပွဲဆုံးနှစ်ပွဲနိုင်ဆွဲမှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့တာဖြစ်တဲ့အတွက်ပြီးကလေးညလိုပွဲစဉ်ကိုပြာမယ်လေးလို့အနေနဲ့အနိုင်ယူခဲ့ကြတင်တာပါဒါမှလည်းနိုင်ဖို့နေတသာကံကောင်းလို့အဆုံးမပေးခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးအဲ့လိုမှမဟုတ်ရင်ပြာမယ်လေးတွေဘဝကဟိုတန်းကိုပြေးရမလို့ဖြစ်နေခဲ့ဦးမှာပါစိုးပြတ်တတ်နဲ့ခြေစွမ်းနဲ့ထိတ်တန်းအဆင်မရှိတဲ့လူတို့ပုံတွေကပြာမယ်လေးကိုအဝေးဝင်းမှာတေးတမနဲ့ဂျင်းနဲ့သွားစီတာပါဒါနီပြမာရစကာရဲ့ဖင်အားမှုလို့ဆိုရမှာဖြစ်ပြီးတော့သူများလို့ရားခြင်းသူများလို့ကုတ်တောင်စူးစမ်းဖို့လိုအပ်တယ်လို့ပဲဆိုရမှာပါ ဒီအသီးတိုင်းစီပံအားဖြည့်တင်းတာဆိုတာအလကားသက်သက်ဝယ်ပေးထားခဲ့တာမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးခုတော့အဓိကတိုင်းစီမှုရန်ကုန်မှာထားပြီးတော့ဒါဗစ်ဂျော့စ်လိုလူငယ်လေးကိုအသုံးပြုသွားပါလိမ့်နောက်ပြီးခန်းစီပိုင်းမှာဟာတိုနဲ့ဒိုစင်တို့ကိုအသုံးပြုသွားခဲ့တာဖြစ်ပြီးတော့ပြာမယ်လေးတို့ဘွားဟာကန်ကောင်းလို့ရွှေချာမဘွားကိုမရောက်ခဲ့ရတာဖြစ်ပါလိမ့်ဒီပုံစံတိုင်းနဲ့ချန်ပီယံဆူပလာတွေရယူသွားဖို့ဆိုရမှာဖြစ်နိုင်သေးဘူးလို့ဆိုရမှာဖြစ်ပြီးအများကြီးအများကြီးပြင်ဆင်သွားဖို့လည်းလိုအပ်နေခဲ့ကြတော့မြင်တွေ့ခဲ့ရပါလိမ့်မာစကာဒီပွဲမှာတိုင်းစီပိုင်းတွေဒါဗစ်ဂျော့စ်ကိုအသုံးပြုသွားခဲ့ပြီးတော့သူနဲ့တူဂျာဘက်ဒရိုဂျီမီကီဒန်စ်နဲ့အစီဘောက်တို့ကိုလည်းအသုံးပြုသွားခဲ့ပါသေးတယ် ကွေးလယ်မှာလည်းအန်ဒရီဆန်တိုးစ်နဲ့လာဗီယာတို့ကိုအသုံးပြုခဲ့မယ်ပွဲစားလို့၅မိနစ်မပြည့်ခင်မှာဒဏ်ရာပြသနာနဲ့ရင်ဆိုင်ခဲ့ရပြီးဂိုင်ဆီရိုနဲ့လူစားလဲမှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ခန်စစ်ကိုလည်းမာစကာတိုးစင်နဲ့ဟာတိုးတို့အသုံးပြုခဲ့ပြီးဖဲနာနောက်ခံဆိုးနှစ်နေရာမှာတော့ရီဂျိန်းနဲ့ကူကွေလာတို့ကိုအသုံးပြုခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ဂျယ်စီတင်ကပွဲစား16မိနစ်မှာလူငယ်တိုင်းစိတ်စားမလေး STV ကအန်ဒရီဆန်တိုးစ်ရဲ့ပေးပို့မှုကနေဖွင့်ကိုသွေးနိုင်ခဲ့မယ်လေ။29မိနစ်မှာကွာရာဘတ်တို့ခြေပါကိုရရှိသွားခဲ့သလိုနောက်တဲ့10မိနစ်ကြာမှလည်းဟာတိုးရဲ့အမှားကနေအင်ရှင်တို့ပန်နာတီကန်ခွင့်ရခဲ့ပြီးတော့အနိုင်ကိုရယူသွားခဲ့ကြပါတယ် ဂျက်စီရဲ့ဘွားအရင်မှစပြီးတော့ပြာတုတ်ခဲ့ကြတာဖြစ်တယ်လို့ဒူတာပိုင်စားတင်ချိန်မှာလည်းအဓိကကစားမားတွေကိုလူစားလိမ့်မှုတွေပြုလုပ်ခဲ့ရပါတယ်ဒူတာပိုင်မှာလီယန်ဒီလက်ဂါနချိုနဲ့အန်ဆိုဖာနန်ဒက်စ်တို့ကိုမာရက်စကာတယောက်လူစားလိမ့်မှုလုပ်ခဲ့ရပြီးတော့53မိနစ်ရောက်မှာတော့ဂါနချိုကဂျက်စီအတွက်ခြေပါကိုရိုက်ပေးသွားခဲ့ပြီးတမန်တော်ကိုးစီဒေးရလန်နဲ့ဂျင်နတ်သွားခဲ့ရတာပါဒူတာပိုင်ရောက်မှာလည်းဂျက်စီရဲ့အင်ရှင်သေးရန်ထိုးပေါင်းမှုတွေကိုဇက်တိုက်ရင်ဆိုင်ခဲ့ရလို့သူတို့ကိုယ်တိုင်လည်းခွင်းချိုးရခဲ့မယ်အနိုင်ကိုရောက်နိုင်တဲ့အထိတော့ရလန်မရှိခဲ့ကြပါဘူး အန်ဆိုဖာနန်ဒက်စ်ရဲ့ကြင်ကြင်ကန်သွင်းမှုတွေဒါတွင်းကိုဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်ချဲစီတို့ဒီနှစ်မှတ်နဲ့ကျင်းနှလိုက်ကြရမှာမဟုတ်ပါဘူးအန်ဆိုဖာနန်ဒက်စ်လည်းဂိုးကန်ခင်းနေခဲ့လို့ဂါနချွဲနောက်ဆုံးပွဲပြီးကန်ဒီမှာကန်သွင်းခဲ့တဲ့နောက်ပြန်ကန်ချက်ကလည်းပြိုင်မဲ့ဂိုးသမားလက်ဆွမ်းပြနိုင်ခဲ့လို့ဒါဂိုးဖြစ်နဲ့မမြင်တွေ့ခဲ့တာပါချဲစီတို့ဒုတိယပိုင်းမှာပုံသင်ကောင်းတို့နဲ့ကော်ရဘတ်ကိုအနိုင်မှုစူးစမ်းခဲ့ကြဖြစ်ပြီးကန်ကောင်းနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့မယ်လေဆုံးသက်မှာတော့ဒီနှစ်မှတ်နဲ့ဒါကျင်းနဲ့သွားခဲ့ရတာပါချဲစီတင်းနေတဲ့အုပ်စုကနေနောက်ဆုံးကိုတိုက်အတက်ချင်နေဆိုရင်တော့အခုလုံသိငယ်လေးနဲ့တွေ့တဲ့အချိန်မှာရလကောင်းလေးရှာဖွေသွားနိုင်ဖို့လိုအပ်နေကြတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျပါလို့ဖိတ်ခေါ်ပါစေကျော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြပါလို့တောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပြတွေ့လိုက်အားလုံးကိုကျေးဇူးတင်ပါတယ်